ယောသမီးတွေအနေနဲ့ဒီလောကအတွက်ဘာလုပ်သင့်တယ်လဲအောင်မြင်ကြီးပွားဖို့အတွက်ဘာတွေလုပ်ရဟိတာဆိုတဲ့အခြေအနေကောင်းနေဖန်တီးရမလုပ်ခဲတော့အကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်လောကလိုက်နိုင်ရမယ်ဆောင်ရွက်ရမယ်အဲ့တော့လိုင်းနဲ့ဆောင်ရမယ်အချက်၄ချက်ကိုမြတ်စွာဘုရားဟောတာနံပါတ်၁က သူတံဝိဟိတကမ္မန္တာအိမ်တော်တအိမ်တော်မှာဒီစနစ်တကျအိမ်ကိုအုပ်ချုပ်ပြီးတော့စီပွားတိုးတက်မှုရအောင်ဆိုအမျိုးသမီးရဲ့စီမံချက်ကအရေးကြီးတယ်။စီရဲရေဆရက်ကတဲ့ဆိုတာလား အမျိုးသားရှာဖွေလာတာစီးလာတဲ့ရေအမျိုးသမီးဟာကန်တဲ့နဲ့တူတဲ့ရေတွေကိုတုံလောင်တတ်မှအနုမို့ဆိုရင်မိသားစုချမ်းသာဒုက္ခရနိုင်မှာမဟုတ်ဘူးဒီလောကအတွက်ကြီးပွားတိုးတက်ခြင်းအမျိုးသမီးတွေအနေနဲ့သူတံဝိရှိတကမ္မန္တစနစ်တကျဆောင်ရွက်တဲ့အမှုကိစ္စတွေရှိရမယ် ိမ်တော်မှုကိစ္စဆိုတာအလွန်ကျယ်ပြန့်တယ်အကုန်ပြောစရာမလိုဘူးအိမ်တော်မှုကိစ္စတွေမှာအမျိုးသမီးတွေရဲ့လက်ထဲမှာရှိတော့ကြောင့်မျိုးသမီးတွေရဲ့အိမ်တော်မှုစီမံခန့်ခွဲမှုကိစ္စမိသားစုတို့ကြီးပွားတိုးတက်ရေးအတွက်ချမ်းသာကြွယ်ဝရေးအတွက်အရေးပါတယ်လို့သူပြောတာ